အဲ့တော့1939နိုဝင်ဘာလမှာဖင်လန်နိုင်ငံကိုဝင်သိမ်းတယ်ဖင်လန်နိုင်ငံရဲ့ရာသီဥတုကတအားအေးတာဒီဇင်ဘာလတော့ဘာလို့ဆိုရင် -40 ဒီဂရီဆယ်လ်ဆီယပ်ထိသွားတယ်ဒီလိုချီနီမျိုးကတော့အဲ့တုန်းကနှစ်လကြာထိစစ်ဖြစ်ခဲ့တယ်ဒီနိုင်ငံကမှနှစ်လကြာထိစစ်ဖြစ်ပြီးတဲ့နောက်1940မှာဖင်လန်နိုင်ငံရဲ့ကယ်လီယာပြည်နယ်နဲ့စတဲလာပြည်နယ်နှစ်ခုကရုရှားရဲ့လက်အောက်ထဲကိုရောက်သွားတယ်အဲ့ဒါနဲ့စစ်အမှပဲပြီးသွားတယ်ထပ်တိုက်ဖို့လည်းအဆင်မပြေဘူးလေဒီလောက်ထိအေးတဲ့နေရာ အဲ့ချိန်တစ်ဖက်မှာဟစ်တလာကျတော့နော်ဝေးနဲ့ဒန်မတ်ကိုတိမ်မှုစီစဉ်တယ်ဒီနိုင်ငံအောင်တိမ်မှုအတွက်ဂျားထဲမှာရေပင်နေရှိတယ်ချီလင်တက်နဲ့တော့ဘလို့မှတိမ်လို့မရအောင်အဲ့တော့1940ဧပြီလ10ရက်နေ့မှာလေတက်သုံးပြီးတော့မှဒီနိုင်ငံဝင်တိမ်တယ်တခြားယောပတ်နိုင်ငံတွေကထိုင်ကြည့်နေအောင်ပဲဘာမှမတတ်နိုင်ဘူးလေကိုဝင်ပိုင်ကိုပဲနာမှာအဲ့တော့နော်ဝေးနဲ့ဒန်မတ်ရဲ့သမရနှစ်ယောက်လုံးအင်္ဂလန်နိုင်ငံကိုထွက်ပြေးသွားတယ်အဲ့တော့အင်္ဂလန်နိုင်ငံဒီလောက်အင်အားကြီးတာရှင်းရှင်းမှဆိုရင်ဂျာမနီထက်ပိုပြီးတော့မှအင်အားရှိတယ်စစ်တပ်အင်အားကြီးမှဆိုရင် ဒါပေမဲ့လည်းသူဘာမှမလုပ်နိုင်ခဲ့ဘူးဒီနော်ဝေးနဲ့ဒန်မတ်ခေတလာလက်ထက်ရောက်ပြီးတဲ့နောက်မှာအင်္ဂလန်နိုင်ငံသမရသမရနေရာနေနှုတ်ထွက်လိုက်တယ်အဲတော့သမရအတိဝစ်စတန်ချာချယ်ကသမရနေရာကိုယူတယ်အဲတော့ဂျာမနီကတဖြည်းဖြည်းနဲ့ပါဝါဖူးဖြစ်လာသူတို့၁၀စနစ်အောင်ဘောကဗေဒရဲ့ပထမဆုံးစာမျက်နှာမှာပါတဲ့အတိုင်းလူရီရဲ့လူဝင်ဆန္ဒကဘယ်တော့မှမပြေဝအောင်ဆိုတဲ့အဲ့ဒီအတိုင်းပဲဟစ်တလာနေချေဖို့ရက်ကူမရက်တော့ဘူးအမေတို့ဒီပထမကဘာစစ်ပြီးတော့ဂျာမနီကိုအဓိကဒုက္ခအပေးခဲ့သောနိုင်ငံပြင်သစ်နိုင်ငံဟုတ်တယ်ဒီဘာဆိုင်စာချုပ်ကိုအကြောင်းပြပြီးတော့မှဂျာမနီမှာရှိတဲ့ကြောက်မီ သွေးသွင်း80ရာခိုင်နှုန်းလောက်ကိုသူ့နိုင်ငံကိုတင်ပို့ခဲ့တယ်။ကျွန်တော်ဒုတိယကမ္ဘာစစ်အကြောင်းပထမအပိုင်းမှာပြောခဲ့တဲ့ဒီ1922နဲ့1923ဂျာမနီမှာငွေကြေးဖောင်းပွားခဲ့တဲ့အဓိကအကြောင်းအရာဒီပြင်သစ်ရဲ့လက်ချက်ကြောင့်အဓိကဖြစ်ခဲ့တယ်။အဲ့တော့ဟစ်တလာဒီလိုလုပ်ရမျိုးဘယ်မေ့မလဲ။အဲ့တော့1940မေလ10ရက်နေ့မှာဂျာမနီကဘုံကျဲလင်တထောင်ကျော်တပ်သားပေါင်း3သိန်းကျော်နဲ့ပြင်သစ်ကိုဝင်စီးတယ်။ပြည်သက်တို့တစ်ချက်ကုန်နှစ်ချက်ပြတ်ဆိုတာတော့ကြားမှုပါဗျာနော်။ တချက်ကုတ်၄ချက်ပြည့်ဆိုတော့ကြားဘူးလားဟုတ်ပါတယ်ပြင်သစ်နိုင်ငံကိုဝင်စီးတဲ့အချိန်မှာဂျာမနီကတချက်ကုတ်၄ချက်ပြည့်ဆိုတဲ့ပုံစံနဲ့ဝင်စီးတယ်သူကတပ်သား၃သိန်းကိုတသိန်းတသိန်းတသိန်းစီခွဲပြီးတော့ဝင်စီးတယ် ပထမအုပ်စုဒုတိယအုပ်စုတတိယအုပ်စုခွဲပြီးတော့မှပထမအုပ်စုကျတော့ Netherlands နိုင်ငံနဲ့ဝင်ပြီးတော့မှ Belgium ကနေတဆင့်ပြင်သစ်ကိုဝင်တယ်နောက်တော့အုပ်စုကျတော့ပြင်သစ်နိုင်ငံအောက်ဘက်ချမ်းနေဝင်တယ်ဒီတတိယအုပ်စုကျတော့အလဲနဲ့ဝင်တယ်ဒီအလဲမှာ Ardennes ဆိုတဲ့တောအုပ်ကြီးရှိတယ်အဲ့ဒီတောအုပ်ကြီးကအေက3,000ကျော်ကျဲတယ်အဲ့တော့ပြင်သစ်ထင်တာ ဂျာမနီတက်သားတွေဘယ်လောက်ကျဲတဲ့တော်ကြီးရနေဘယ်လိုမှမဝင်နိုင်ဘူးပေါ့ဒါပေမဲ့သူထင်တာနဲ့လောကမတူခဲ့ဘူးအရင်ဆုံးဂျာမနီတက်သားတွေကလက်ဇမ်ဘတ်နိုင်ငံကိုသိမ်းတယ်ဒီလက်ဇမ်ဘတ်နိုင်ငံကျတော့ဒီတော်ဦးရဲ့အရှိတ်မှာရှိတာဒီနိုင်ငံကိုသိမ်းပြီးတော့တော်ဦးကနေတစင်ပြင်သစ်နိုင်ငံတွေကိုတန်ကား၄000ကျော်နဲ့ဝင်သိမ်းတယ်ဒီဘယ်ဂျီယံနိုင်ငံထဲမှာပထမအုပ်စုနဲ့ပြင်သစ်တက်သားတွေတိုက်နေတဲ့အချိန်မှာအင်္ဂလန်ကလည်းပြင်သစ်နိုင်ငံကိုကာကွယ်ဖို့အတွက်သူတက်တာတွေဘယ်ဂျီယံကိုဆေးလွတ်တယ်အဲ့ချိန်သူတက်တာတွေနဲ့ပြင်သစ်တက်တာတွေဘယ်ဂျီယံနိုင်ငံမှာပထမအုပ်စုနဲ့စစ်ဖြစ်နေတဲ့အချိန်မှာ တတိယအုပ်စုတပ်သားတွေကဒီတော်အုပ်ကိုဖျက်ပြီးတော့မှဒီပထမအုပ်စုနဲ့စစ်ဖြစ်နေတဲ့အင်္ဂလန်နိုင်ငံနဲ့ပြင်သစ်တပ်သားတွေရောအနောက်ကနေဝင်ပြီးတော့မှချုပ်တယ်အဲ့တော့ဒီတပ်သားတွေဂျားထဲမှာညက်သွားလေဘာမှမလုပ်နိုင်တော့အဲ့တော့ဒီဘယ်လ်ဂျီယံမှာရှိတဲ့ပြင်သစ်နဲ့အင်္ဂလန်တပ်သားတွေကိုလက်နက်ထောက်ဖို့ကလည်းလမ်းအမရှိတော့အဲ့တော့သူတို့ကထွက်ပြေးဖို့ကလည်းတခြားနည်းလမ်းမရှိတော့အဲ့နောက်ဒီတပ်သားတွေကဒန်ကီကလို့ခေါ်တဲ့စိတ်ကန်းကိုထွက်ပြေးတယ်ဒီစိတ်ကန်းမှာအဲ့ရှင်တို့ကပြင်သစ်နဲ့အင်္ဂလန်တပ်သားပေါင်း၄သိန်းကျော်လောက်ခိုးကူးရမယ်ဖြစ်ခဲ့တယ် ။နောက်ကနေဂျာမနီတက်သားတွေကမြေပြင်ကနေရောလေပေါ်ကနေရောနှစ်ဖက်လုံးကနေအပွားနေဘုံကျဲလေနဲ့ချဲတယ်အောက်ကောင်လေအောက်ကနေတိုက်တယ်။အဲ့တော့ဒီတက်သားတွေကိုကယ်ဖို့အတွက်တခုခုတော့လုပ်ရမှာပဲ။အဲ့တော့အင်္ဂလန်တမကဒီတက်သားတွေကိုကယ်ဖို့အတွက်စီစဉ်တယ်။ကန်ကောင်းလို့တက်သားပေါင်း3သိန်း3000လောက်ကိုစင်နိုင်ခဲ့ပြီးတော့မှကျန်တဲ့တက်သားတွေအားလုံးဒီစိတ်ကမ်းမှာအလောင်းတွေအနေနဲ့ပဲကျန်ခဲ့တယ်။အဲ့တော့ထုံးခွဲ40ဂျွန်လ22ရက်နေ့မှာပြင်သစ်ကဂျာမနီကိုလက်မြောက်အရှုံးပေးလိုက်တယ်။ဒီပြင်သစ်ကိုဝင်တိုက်တဲ့အချိန်မှာအင်္ဂလန်အနောက်ကနေအကူအညီပေးတော့ဟစ်လာအင်္ဂလန်ကိုလည်းချင်တာ။တစ်ဖက်မှာရုရှားနဲ့ကလည်းစစ်မ ဖြစ်ဦးဆိုတဲ့စာချုပ်ထုတ်ထားတယ်အဲ့တော့ဥရောပမှာဂျာမနီရဲ့ရန်သူဆိုလို့အင်္ဂလန်တနိုင်ငံပဲရှိတယ်ဒါပေမဲ့အင်္ဂလန်နိုင်ငံအင်အားကြီးတယ်အဲ့တော့ပထမဆုံးဟစ်တလာအင်္ဂလန်ကိုအနှုတ်နီးနဲ့စစ်မဖြစ်ဦးဆိုတဲ့စာချုပ်ထုတ်ဖို့အတွက်ကန်လန်တယ်ဒါပေမဲ့အင်္ဂလန်သမ္မတကဒီကန်လန်ချက်ကိုလုံးဝပယ်ချလိုက်တယ်မတို့တိုက်မယ်ပေါ့မတို့လာတိုက်ငါတို့ပြန်တိုက်မယ် if we enter into a peace deal with him right now what would you say to that never 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 never, never. 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 never အဲ့တော့အင်္ဂလန်ဝင်တိုက်ဖို့အတွက်ဂျားထဲမှာပင်လေကြီးရှိတယ်အဲ့တော့ချီလင်တက်နဲ့ကတော့မစင်းစားရင်ရတယ်ရေတက်နဲ့ဝင်တိုက်ဖို့အတွက်ကလည်းအဲ့တုန်းကအင်္ဂလန်နိုင်ငံရဲ့ရေတက်ကကမ္ဘာမှာအကြီးဆုံးရေတက်အဲ့တော့ဘလုံးမဖြစ်နိုင်ဒါပေမဲ့လေတက်ချင်းရှင်ကြည့်မယ်ဆိုရင်ကျတော့ဂျာမနီမှာပိုပြီးတော့မှများတယ်အဲ့တော့အင်္ဂလန်မှာစစ်လင်စုစုပေါင်း900ကျော်ပဲရှိတယ်ဒါပေမဲ့ဂျာမနီမှာ2600ကျော်ရှိခဲ့တယ်အဲ့တော့1940ဇွန်လလ10ရက်နေ့မှာအင်္ဂလန်ကိုလေတက်နဲ့ဝင်တိုက်တယ်1940ဩဂတ်လ24ရက်နေ့မှာ ဂျာမနီလေတက်ကမာပြီးတော့မှအင်္ဂလန်နိုင်ငံရဲ့မြို့တော်လန်ဒန်မြို့ပေါ်သွားပြီးပုံချဲလိုက်တယ်။ရိုးရိုးပြည်သူတွေအများဆုံးနေတဲ့နေရာပေါ့။အမှန်တော့တက်သားတွေအချင်းချင်းဖြစ်တာဒီပြည်သူတွေနေတဲ့နေရာနဲ့ဘာမှမဆိုင်ဘူးလေ။အဲ့တော့အင်္ဂလန်နိုင်ငံကလည်းကလစားချေဖို့အတွက်ဂျာမနီနိုင်ငံရဲ့မြို့တော်ဘာလင်မြို့ပေါ်ကိုပုံချဲလိနေတဲ့ရဲရဲစစ်စစ်ပြန်ပစ်တယ်။အဲ့တော့ဟစ်တလာဘက်ကနေတော့ဘလူးမမရက်တော့1940စက်တင်ဘာလ15ရက်နေ့မှာဟစ်တလာတစ်ချိန်နဲ့တပြိုင်တည်းပုံချဲလိ900ကျော် တိုက်လီရင်620နဲ့လန်ဒန်မြို့ဝင်စီးတယ်ဒီတိုက်ပွဲကိုရိုက်ထားတဲ့ Battle of Britain ဆိုတဲ့ဇက်ကကြည့်ဘူးခဲ့တဲ့လူတွေတော့သိမှာပါစပင်မာလာ15ရင်းနေညမပြတ်ဂျာမနီကလန်ဒန်မြို့ပေါ်ဘုံးတွေဆက်တိုက်ဆက်တိုက်ဆက်တိုက်ချဲတယ်။ပေတရိုတိမလားမသိဘူး။နိုင်ငံခြားစစ်ဖြစ်ရင်လေဒီတိုက်တဲ့လူနဲ့ကာဝယ်တဲ့လူနှစ်ယောက်ရဲ့ခံမင်းစိတ်ကိုရှင်းကြည့်မယ်ဆိုရင်ဒီကာဝယ်တဲ့လူမှာပူပြီးတော့မှရှိတယ်။ဒီတိုက်တဲ့လူကကျတော့ငါငါဝင်သိမ့်မယ်ဆိုတဲ့စိတ်တစ်ခုရဲ့ရှိတယ်။ဒီကာဝယ်တဲ့လူကကျတော့ ငါမကဝင်မရောငါမကဝင်ငါမှာနေစရာနေရာမရှိတော့ဘူးဆိုတဲ့စိတ်ခံမြင်သိကတော့နှစ်ဖက်လုံးမှာရှိတယ်ဒါပေမဲ့ကျွန်တော်အထင်ရှင်းကြည့်မယ်ဆိုရင်ကာဝဲလူမှာခံမြင်သိဘယ်တော့မှမဆိုရှိတယ်ဥမာအနေနဲ့ရုရှားနဲ့ယူကရိန်းစစ်ပွဲကိုပဲကြည့်ကြည့်ပါအဲ့ဒီညမှာဂျာမနီကအင်္ဂလန်ရဲ့လေယာဉ်29စင်းကိုဖျက်ဆီးနိုင်ခဲ့တယ်ဒါပေမဲ့အင်္ဂလန်ဂျာမနီရဲ့လေယာဉ်အစီ60ကိုဖျက်ဆီးနိုင်ခဲ့တယ်စက်တင်ဘာလ16ရက်နေ့မှာဂျာမနီရဲ့လေယာဉ်စုစုပေါင်း185စင်းကို အင်္ဂလန်နိုင်ငံဖြစ်စည်းနိုင်ခဲ့တယ်ဒီဆုံးရှုံးမှုကဟစ်တလာရဲ့ပထမဆုံးဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့တယ်အဲ့တော့သူမနိုင်ဘူးဆိုတာသိသွားတော့ဟစ်တလာကသူ့တပ်တွေကိုနှောက်ဆုတ်တယ်အဲ့ရှင်သူ့အောက်မှာရှိတဲ့နိုင်ငံတွေကလာမဲ့အလဲကငါတို့အလဲဆိုတာသိသွားတယ်အီတလီနိုင်ငံတွေကတော့သူနဲ့အဆင်ပြေတယ်ဆိုတော့စာရင်းထဲမှာမပါဘူးပေါ့ဒါပေမဲ့အဲ့ချင်းတော့တစ်ဖက်မှာအီတလီက Greece နိုင်ငံနဲ့စစ်ဖြစ်နေတာ ဂရိနိုင်ငံကဒီအီတလီနဲ့ဂရိနိုင်ငံကြားထဲမှာရှိတဲ့ Mediterranean ပင်လယ်ထဲမှာအင်္ဂလန်ကိုရေတက်ချဝင်ပေးထားတာအဲ့တော့ဒီပင်လယ်ထဲမှာအင်္ဂလန်နိုင်ငံရဲ့စစ်သည်မိုးတွေရှိတာဒါကိုအီတလီကမကြိုက်ဘူးဘာလို့လဲဆိုရင်အင်္ဂလန်နိုင်ငံကဂျာမနီရဲ့ရန်သူဒီအီတလီမှာရှိတဲ့မူဆိုလီနီကကျတော့ဟစ်လာရဲ့တငယ်ချင်းအဲ့တော့ဂျာမနီကလည်းဝင်မပါလို့မရဘူးလေဒီရေတက်ကိုဖျက်ဆီးဖို့အတွက်ဂျာမနီကပထမဆုံးသူ့အောက်မှာရှိတဲ့၄နိုင်ငံဟန်ဂေရီရူမေးနီးယားဘူလ်ဂေးရီးယားယူဂိုစလာဗီးယားနိုင်ငံတူရမီပြည်တွေကိုစစ်မီပြင်အဖြစ်အသုံးပြုဖို့အတွက်ဟစ်တလာကကန့်လန့်တယ် အမှပထမဆုံးယူဂိုစလာဗီးယားထပြီးတော့မှညင်းတယ်ဘာလို့သုံးမှုပေးမှလဲဘာညာဘာညာပေါ့ညင်းတော့ဟစ်တလာလည်းယူဂိုစလာဗီးယားနိုင်ငံကိုထပြီးတော့မှတိန်တယ်အဲ့လိုညင်းတော့တခြားနိုင်ငံတွေကကြောက်ပြီးတော့မှစာချုပ်ချုပ်တယ်ဒီမက်ဒီတာရီယန်ပင်လယ်ရဲ့တစ်ဖက်မှာရှိတဲ့ဒီလီဗီးယားနိုင်ငံကလည်းအဲ့ဒီကမူဆိုလီနီရဲ့လက်အောက်မှာအီတလီနိုင်ငံရဲ့လက်အောက်မှာအဲ့တော့အင်္ဂလန်ရေတပ်ကိုအီတလီတပ်သားတွေကလီဗီးယားနိုင်ငံတစ်ဖက်ကနေမောင်းထုတ်တယ်နောက်တစ်ဖက်မှာဂျာမနီရဲ့ဂရင်းနိုင်ငံကိုတစ်ဖက်ကနေဝင်သိမ်းတယ်အဲ့တော့ဂရင်းနိုင်ငံဝင်သိမ်းတော့ဘလို့မဆိုဒီရေတပ်ကနောက်ဆုတ်ရမှာပဲမောင်းချခံရမှာလေအမှန်တော့ဟစ်တလာအင်္ဂလန်နိုင်ငံနဲ့ငြိမ်းချမ်းစာချုပ်ချုပ်ချင်ခဲ့တာသူကအနုနီနဲ့ရချ င်တာဒါပေမဲ့အဲ့ချင်းကသူ့လက်အောက်မှာဩစတြီးယားချက်ဂိုစလိုဗာကီးယားပိုလန်နော်ဝေးဒန်မတ်ပြင်သစ်နယ်သာလန်လက်ဇမ်ဘတ်ဘယ်လ်ဂျီယမ်ယူဂိုစလာဗီးယားဟန်ဂေရီနိုင်ငံပေါင်း၁၇နိုင်ငံဟစ်လာရဲ့လက်အောက်ကို ရောက်ပြီးသွားပြီး